မတင်ကြံပြောရင်းနဲ့ရှိရှိဝူးဝေးမပြောနဲ့တဲ့လွင်းလို့ရှင်းပဲပြောတဲ့ရပြီရဲ့ဒီမှာငါတဲ့အဲ့အမကထားမဲ့ငွေစုမဲ့တဲ့ငါသားလေးတွေ့တယ်ဟုတ်ပြီအဲ့ဆိုလည်းရတယ်အမကလို့အဲ့အမကအကဘောဘယ်နည်းနဲ့လိုချင်တာလဲဆယ်နှစ်လိုချင်တာလားနှစ်ဆယ်လိုချင်တာလားဆိုတော့စဉ်းစားပြီးဆယ်နှစ်လိုချင်တယ်တဲ့ဘာလို့လဲဆိုတော့ငါသားရဲ့အခုလည်းအသက်6နှစ်တဲ့နောက်ထပ်ထပ်ပေါင်းလိုက်16နှစ်အဆင်နဲ့သူသားရဲ့တက္ကသိုလ် တက်တက်ရောက်သွားပြီပေါ့နော်အဲ့ချိန်မှာသူငွေထုတ်ပြီးတော့ပြန်ပြီးတော့ပညာရေးမှာသူ့ကိုရရည်ထုတ်ပြီးရတယ်အဲ့ဒါသူတို့တက်ပြလိုက်တာပေါ့နော်ပြည်တော့အမစနစ်ပလန်ကို black ကပေါ်လို့ရှင်လဲသူတက်ပြလိုက်တဲ့ခါကျတော့ဟာတယ်စနစ်ပလန်မှာပေါ့နော်ကိုတွေ့အကာအကွယ်ယူလဲဆိုလို့ရှိရင် ဒီအမကမှာကြတော့ဘလောက်ပမာဏဘလောက်လောက်အကွက်ွက်ယူရဲဆိုတာကြတော့ဘုံတော့ကိုယ့်ရဲ့ဝင်ဝင်ထူဝေပေါ်ပူတည်ပြီးတော့ဒီနေ့မှာအဲဘလောက်နှုံးလောက်နေပေါ့နော်ကိုတော့ဒီနေ့ကို3000နှုံးတလောက်ကို8000တသိန်းနှုံးလောက်ပဲအဲ့ဒီနှုံးလောက်နဲ့အကွက်ယူပဲသူပေါ့နော်အဲ့လိုမျိုးကိုတက်နိုင်တဲ့ဝိပမာဏနဲ့ကိုကာကွယ်ယူသွားကြတာပေါ့အဲကျမတို့ရဲ့အသက်အမကမှာတော့အသက်တွေကကိုယ့်ရဲ့အသက်တွေကတန်ဖိုးဖြတ်လို့တော့မရဘူးပေါ့ဒါကိုယ့်ရဲ့ဝင်ဝင်ထူဝေလိုက်ပဲအကွက်ယူသွားကြတာ ဒီကအတ္တအမှတ်ခံမှာကျွန်တော်ပြောရိုချင်းဝေတဲ့ဒါဝေစုတယ်မမိသားစုကိုဒီပိုင်းဆိုင်ရာလုံခြုံမှုပေးခြင်းနဲ့အဲ့ဒါအဓိကပဲနော်ဒါနှစ်ပြေးသွားရင်တို့ငွေပြန်ထုတ်မယ်လန်ထုတ်ပြီးတော့တို့သားလေးရဲ့သမီးလေးရဲ့ရှေ့ရေးမှာပညာရေးမှာအခန်းကဏ္ဍမှာဈေးတပိုင်းအနေနဲ့ပြန်ပြီးသုံးမယ်အဲ့လိုမျိုးပဲနော်ဒါကိုမိသားစုကိုပြင်ဆင်ထားတဲ့ကိုယ့်ရဲ့လက်ဆောင်ပဲဒီတစ်နေ့ငွေစုသွားကြတယ်ဒါလည်းဟို ခလေးတွေအတွက်ဒါမူမူတွေစုသွားတယ်ဆိုတဲ့ပုံစံမျိုးပဲငွေစုရင်းနဲ့အကာအကွယ်ယူသွားကြတာပေါ့နော်ဒါကဒီမှာကိုဒီမှာပြည့်တဲ့လက်စာပေါ့နော်ဒီတမရဲ့ရှင်